ဒီနေ့တော့ပကန်ခေအထင်ကရသူရဲ့ခေါင်းတယောက်အကြောင်းပြောကြရအောင်သူကတော့ကျန်စစ်သားမင်းကြီးပါပဲသူရဲ့ထူးခြားတဲ့ကမွေရပါတော်ဝင်မျိုးနွယ်ထိလို့ဖျင်းဖြစ်လာတာမဟုတ်ပဲသူရဲ့ရည်ချင်းသူရဲ့စွမ်းဆောင်ရည်တွေကြောင့်သာပကန်ရဲ့အရင်ကြီးဆုံးဖျင်းတပါဖြစ်လာခဲ့တာပါကဲကျန်စတာမင်းကြီးရဲ့လျိုးဟွက်စမ်းချေတဲ့ဇာမီကနေစားပြီးသူ့ထားခဲ့တဲ့ခိုင်မာတဲ့အမွေအနှစ်တွေထိသူ့ရဲ့ဘွားခီးကိုအတူတူလေ့လာကြည့်ကြရအောင်ဒါတော့စိတ်ဝင်စားစရာကောင်းတဲ့မိကုံးတို့ကပဲ ။တမန်သူအေကောင်းတယောက်ကနေတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တပါဘလို့ဖြစ်လာနိုင်ပါလဲ။ကျန်စသားမင်းကြီးရဲ့ဇလန်းကတန်တကာရီနဲ့တမိုင်းကြကစီးကူမှုနွားသွားစေတဲ့ဇလန်းတခုဆိုလဲမမပါဘူး။ကဲ၊သူ့အချောင်းကိုတေချာနားလဲဖို့ဆိုရင်သူ့ရဲ့စင်မွေးကိုအရင်ဆုံးလေ့လာကြည့်ရမှာပေါ့။ဘာလို့လဲဆိုတော့သူ့ရဲ့မျိုးရိုးစင်မြင့်နဲ့ပတ်သက်ပြီးကွဲလွဲနေတဲ့အဆိုတွေရှိနေလို့ပါပဲ။ရာဇဝင်နေမှာသူ့ရဲ့မျိုးရိုးနဲ့ပတ်သက်ပြီးဇလန်းကနှမျိုး꿰နေတယ်။တမျိုးကတော့သူ့ဖခင်ဟာအာတစ်ဆောင်တာ နေမျိုးနွယ်ကဆင်းသက်လာတဲ့တော်ဝင်မျိုးနွယ်လို့ဆိုပါတယ်နောက်တစ်မျိုးကတော့ပိုးပြီးတန်တာရီဆန်တယ်သူမိခင်ကဝါးပင်ထဲမှာတန်တီတီပြီးအံ့ဖွယ်ဆန်းဆန်းမွေးဖွားခဲ့တယ်လို့ဆိုပြန်တော့သူ့ရဲ့ဇာမေကဘလို့ပဲဖြစ်နေပါစေတခြားတာတစ်ခုကတော့သူဟာအနော်ရတာမင်းကြီးရဲ့အာအကိုရဆုံးသူရဲကောင်စစ်သူကြီး၄ဦးဖဲမှာတဦးအပါဝင်ဖြစ်ခဲ့တယ်ဆိုတာပါပဲကဲသူ့ဘဝမှာအကြီးမားဆုံးအပြောင်းအလဲဖြစ်စေခဲ့တဲ့အဖြစ်ဖြစ်တစ်ခုကိုဆက်ကြည့်ကြရအောင် ဒါကရာဇဝင်နေ့ထဲမှာတော့အရင်ကြော်ကြပြီမဲ့တမိုင်းမတအထောက်ထားတဲ့အရာတော့မင်းခွန်းထုတ်เสียဖြစ်နေတဲ့အခြေစလန်တစ်ခုပါဒီအခြေစလန်ကပဲအနော်အရာထာမင်းကြီးကိုအမျက်တော်ရွှေစေးပြီးဂျက်စစ်တန်းကိုတန်းတီယောနီချက်ချင်းနဲ့ထုတ်ဖို့အကြောင်းဖန်လာခဲ့တာကိုဒါပေမဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတာကပါလဲဆိုတော့ဒီလောက်နာမည်ကြီးတဲ့အခြေစလန်ကြီးကဂျန်စစ်သားကိုနိုင်ထားခဲ့တဲ့ကြောက်စာတွေမှာတလုံးတစ်ပါးတောင်မှမပါတာပါပဲဒါကလူတိများသားရာဇဝင်ပုံပင်နဲ့ သမိုင်းဝင်ကြောက်စားကြကကွာဟချေကိုရှင်းရှင်းလင်းလင်းပြနေတာပါပဲအဲ့ဒီလိုနေပြည်တော်နဲ့အဝေးမှာကြီးနင်တန်းခင်ရတဲ့အချိန်တွေမှာပဲသူဟာတမ်ပူလာဆွေအမျိုးသမီးနဲ့အိမ်ထောင်ကြပြီးရာဂျာကူမာရဆိုတဲ့တားတော်တစ်ပါးထုံကားခဲ့ပါတယ်ဒီတားတော်ကပဲနောက်တစ်ချိန်မှာသမိုင်းတို့အရန်ရေးပါတဲ့သူဖြစ်လာမှာပါအနော်ထာမင်းကြီးနဲ့ရွာဆံပြီးနောက်မှာတော့သူတီထောင်ခဲ့တဲ့တီငင်ခိုင်မာတဲ့ပကံပီကြီးဟာသူ့ရဲ့သားတော်ဆော်လူမဲလက်ထံမှာစပြီးရိုင်နေလာပါတော့တယ် ဆော်လူမင်းကအုပ်ချုပ်ရေးမှာအားနေခဲ့တော့သူ့ရဲ့ဆုံးဖြတ်ချက်မားရီကြောင့်တိုင်းပြည်ကမတီးမငင်ဖြစ်မှာခဲ့ပြီးပုံကံမှုတွေကလမ်းဖွင့်ပေးသလိုဖြစ်သွားခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲဆော်လူမင်းဟာသူ့ရဲ့ငယ်သူမင်းရဲ့အရင်ဖြစ်တဲ့ငယ်ရမန်ကန်ရဲ့တက်စာဖော်မှုကိုခံခဲ့ရပြီးအဖမ်းခံလဲရပါတယ်။ဒီအဖြစ်ပြက်ကြောင့်ပကံပြည်ကြီးတစ်ခုလုံးအကြီးအကျယ်အန္တရာယ်ကျောက်ခဲ့ရပါတယ်။တိုင်းပြည်ကြီးပြိုလဲတော့မဲ့အခြေအနေအရောက်နေချိန်မှာတော့ပြည်နယ်တန်ခံထားတဲ့သူရဲကောင်းချန်စစ်သားဟာသူ့ဦးတော်မြို့လင်းချက်ခစ်လာခဲ့ပါတယ် तू ကလည်းတတိကောင်းကောင်းနဲ့သူ့ဘုံစခန်းသားကိုတယောက်ထဲတိုးဝင်ပြီးတော့သူ့ရဲ့ဘီရင်ကိုရှာခွေကဲတင်ခဲ့လေပြီးတော့လွန်ကျွန်ရစီကိုကိုတိုင်ထမ်းပိုးပြီးခေါ်ထုတ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဆော်လူမင်းကထိတ်လန့်ပြီးတော့ဂျန်စစ်တာငါ့ကိုလာကဲပြီလို့អော်လိုက်တယ်။ဒီអော်တန်ကပဲအဆောင်လေးကိုတတိပေးလိုက်လို့ဖိတ်သွားခဲ့ပါပေါ့။ဒီတော့နောက်ဆုံးမှာတော့ကဲတင်မှုကျူးစာတာမအောင်မြင်ပဲဆော်လူမင်းတေးဆုံးသွားခဲ့ရတယ်။အဲ့နောက်မှာတော့ပကန်းပြည်ကိုကဲတင်နိုင်မဲ့တူးတဲ့တော့ခေါင်းဆောင်ဖြစ် ျန်စစ်သားပဲကျန်တော့တာပေါ့ကဲအခုစစ်သွေးကောင်းပွားကနေတိုင်းပြည်ကိုဉာဏ်ပညာနဲ့အုပ်ချုပ်တဲ့ဘေးရင်တပါအဖြစ်ဘလို့များကူးပြောင်းသွားတယ်လဲဆိုတာဆက်ကြည့်ကြရအောင်ဒီအမှာသူ့ရဲ့နိုင်ငံရေးအမြင်ကျယ်မှုကိုတကယ်တွေးရမှာပါမော်နီရဲ့ပုံကံမှုကိုအင်အားသုံးမဖြစ်ရှင်းပဲတန်တမာနီးလန်းနဲ့အယန်းကိုကြွန့်ကြွန့်ကျင့်ကျင့်ခြင်တွေသွားတယ်မွန်ကောင်းဆောင်တွေကိုနိုင်ငံရေးကလက်ထပ်ပေးပြီးသူတို့ရလာမဲ့တာသမီကိုထီနန်းလွဲပေးမယ်လို့ကတိပေးခဲ့တယ်စဉ်းစားကြည့်လေ ကိုယ့်ရဲ့တားရင်ကိုတော့ဘေးဖေထားပြီးတိုင်းပြည်ရဲ့ငင်းချမ်းရေးကိုဦးစားပေးခဲ့တာတကယ်ကိုအမျောအမြင်ကြီးတဲ့လုပ်ရပ်ပဲဒီထိုင်းလန်ကထူးရပြင်းဖြစ်လာတဲ့ခီကိုရှင်းရှင်းလင်းလင်းပြနေတာပဲ1084မှာတိုင်းပြည်ကိုကေတင်ခဲလို့မူမတ်တွေကထီနန်းကိုဆက်တာခဲ့ကြတယ်။အဲ့ဒီနောက်နှစ်နှစ်အကြာမှာတော့ရာဇပြည်တိခါခံပြီးတရားဝင်ပြင်ဖြစ်လာခဲ့တာပေါ့။ဂျန်စသားမင်းရဲ့အမွေအနေကသူလုတ်ခဲ့တဲ့စွမ်းဆောင်ချက်တွေတင်မဟုတ်ဘူးနော်။သူထီနာမပေးခဲ့တဲ့သူ့ရဲ့သားတော့ရာဇကူမာရအကြောင်းလဲ ဒီနေ့အထိခိုင်ခိုင်မာမာကြံ့ကျင့်နေခဲ့တာပါ။မြားစီတီကြောက်စာဆိုတာကတော့မင်းမထမိုင်းမှာတကယ်ကိုအရေးပါတဲ့အထောက်အထားတစ်ခုပဲ။သူ့ရဲ့သားတော်ရာဇကုမာရာကဂျန်စစ်သားမြဲနောက်ဆုံးနေ့ရက်တည်းအကြောင်းကိုမတန်းတင် ရေးထိုးထားခဲ့တာပါ။ဒါကပကန်းခစ်ကို direct ပြန်ကျင့်နိုင်တဲ့ PDF ပေါက်တစ်ခုလိုပါပဲ။ဘာလို့ဒီလောက်အရေးကြီးလဲဆိုတော့ဒီကြောက်စာကိုဘာဘာစကား၄မျိုးနဲ့ရေးထိုးထားလို့ပဲ။ပါဠိ၊မွန်း၊မြန်မာ၊ပြူ၄မျိုးတောင်ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ Rosetta Stone ကိုတောင်တင်စားကြတာပကံခေတ်မှာယဉ်ကျေးမှုတွေဘယ်လောက်ဆုံးလဲလဲဆိုတာကိုပြနေတယ်လို့ဘာဘာဘေဒသမိုင်းအတွက်ဆိုရင်တော့တကယ်ကိုအဖိုးမြဖြတ်နိုင်ပါဘူးဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားကြရတခုခြံခဲ့ခြင်းပါတယ်တန်တိုင်းလာဇလန်းအနေနဲ့ကြောက်ထက်အခရာကျင်ထားတဲ့တက်တဲ့အထောက်ထားတွေအခုလို꿰လွှဲနေတဲ့အခါဘေဟာကတကယ်သမိုင်းလဲဘေဇလန်းကိုကျွန်တော်တို့ယုံကြည်တဲ့တယ် ကျန်စစ်သားမင်းကြီးရဲ့ဘဝစကြောင်းကသမိုင်းဆိုလာကိုဘလို့ပုံဖော်ထားတယ်လဲဆိုတာကိုပြန်ပြီးမေခွန်းထုတ်စီတာပါပဲ